အဖေအားသမီးညင်းကိုမြေရောက်ခန်းထဲမှာပိတ်ထားပြီးတော့တာမီးအားပြုကျင့်ခဲ့တယ်။ဒီလိုမဆန်းတဲ့အဖိုးကြီးဒွန်နာဆွေတော့သူ့သမီးဆာရာကိုမြေရောက်ခန်းထဲမှာပြစ်စည်းကူမခိုင်းတယ်လို့လို့နဲ့အခန်းထဲမှာတော့ပိတ်ထားခဲ့ပါတယ်။အခန်းကအတန်လုံးတာကြောင့်ဆာရာဘလိုပဲအော်အော်ဘသူမှမကြိုက်ရပါဘူးဆာရာကသူ့အဖေနောက်တစ်ခေါက်ဝင်လာတဲ့ခါပုံနေလိုက်တယ်နောက်တော့တကားလုံးမချခင်အနောက်ကနေတော်မီထွက်ပြေးဖို့ကြိုးစားပေမဲ့လေနောက်ထပ်တကားတစ်စင်းကိုဖွင့်နိုင်တာကြောင့်ပြန်မိသွားခဲ့ပါတယ်ဒီတနာယူတဲ့အဖိုးကြီးဟာကိုသမီးတော်မရှောင်မဲနဲ့အပြက်ပေးတဲ့အနေနဲ့စော်ကားလိုက်ပါတယ် အမေနဲ့အမဖြစ်တဲ့သူကတော့ဆာရာပြောက်သွားလို့တော်တော်လေးကိုစိတ်ပူနေပြီးရဲရီကိုအကြောင်းကြားထားတယ်။အဖိုးကြီးကခီးဆောင်အိမ်နဲ့သူ့သမီးပစ္စည်းတွေကိုထုတ်ပို့ပြီးတော့မြေအောက်ထပ်မှာထားထားတာကြောင့်အိမ်ကနေထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ရဲရီကိုပြောပြတယ်။ဒါပေမဲ့အမေလုပ်တဲ့သူကတော့ဆာရာဟာထွက်သွားဖို့အစီအစဉ်ရှိပေမဲ့သူမကိုမပြောဘဲနဲ့တော့မသွားဘူးဆိုတာထပ်ပြောတယ်။ဆာရာကတော့မြေအောင်ထမှာပဲနေနေရလို့တော်တော်လေးကိုစိတ်ညစ်လာပါပြီ။တရံကြတော့ဆာရာကြီးစားကောင်းလေးခရစ်ကဆာရာနဲ့အဆက်အသွယ်မရလို့အိမ်ကိုရောက်လာတယ် အဖိုးကြီးကဆာရာဟာဘေးအိမ်ကသူမရဲ့ငယ်တငယ်ချင်းကောင်လေးနဲ့ခိုးပြေးသွားပြီလို့ညှားလိုက်တယ်။ခရစ်လဲအရာအောင်ကြားကြားချင်းအံ့ဩပြီးတော့ဝမ်းနေနေနဲ့ပြန်သွားခဲ့တယ်။ဒလုံနဲ့ဆာရာတယောက်မြေအောက်ခဲထဲမှာအပိတ်ခံထားရတာ21ရက်ရှိလို့နေပါပြီ။ဒီနေ့ဟာသူမရဲ့16နှစ်ပြည့်မွေးနေ့မလို့အဖိုးကြီးကကဲ့ယူလာပြီးတယ်။ဆာရာဟာသူမအဖေဝတ်ခိုင်းတဲ့အဝတ်တရဝဲဝေးရပြီးခဏခဏအစောကားခံနေရတယ်။အဲလိုနဲ့တနေ့ကျတော့သူမကိုဝင်ရလာပါပြီ။တိမ်မကြခင်မှာပဲရင်းမွာပေါက်လာတော့သူမတယောက်တည်းကလေးကိုစူးစမ်းပြီးတော့မွေးလိုက်ရရှာတယ်။ သမီးလေးမွေးလာတော့ဆာရာကကလေးကိုကြည့်ပြီးတော့ပြောနေတယ်လင်းနဲ့ကြာလာတော့ဆာရာဟာနောက်ထပ်ကိုဝင်ရလာပြန်တယ်အခုတော့သူမဟာသူမအဖေကိုပြန်ကလန်နာမျိုးမလုပ်တော့ဘဲနဲ့စိတ်ကြိုက်နေထိုင်ပေးတယ်ဒါပေမဲ့တခါတလေမှာတော့သူမဟာလွမြောက်မဲ့လမ်းကိုတွေးနေမိတယ်။စာရမီကတော့အခုထိသူသမီးလေးကိုလိုက်ရှာဖို့အတွက်အမလျှော်သေးပါဘူး။အရေကြောင့်သူ့ယောက်ျားကပြောတော့အဖိုးကြီးကစာရဟာမိဘစကားနားမထောင်တဲ့သမီးဆိုလို့ပြောပြီးလက်မခံပါဘူး။နောက်တော့စာရနဲ့ကလေးတွေကြည့်ဖို့အတွက်ညီအောင်ထပ်မှာ TV တစ်လုံးယူသွားပေးတယ်။ ဆာရာကကလေးတွေရှိလာတော့အရင်လိုအထီးမကျန်တော့ဘဲနဲ့အနှဲငယ်ပျော်ရွှင်လာပါပြီ။တမီးကြီးဆိုရင်လည်းတော်တော်လေးကိုအရွယ်ရောက်ပြီးတားတရောက်လည်းမွေးဖွားပြီးပါပြီ။မနက်ကျတော့ခရစ်ကဆာရာကြောင့်ထပ်သိကြလို့အင်းရလာတော့ဆာရာအမေအေမီနဲ့တိုးပါတယ်။အေမီကဆာရာပျောက်သွားတဲ့ကြောင့်အပြေဆုံးပြောပြတော့ခရစ်လည်းအံ့ဩသွားခဲ့ပါတယ်။ပြီးတော့သူမဖီကဆာရာဘေးအင်္ဂါကောင်းလေးနဲ့လိုက်ပြေးသွားတယ်လို့ပြောခဲ့တယ်ဆိုပြီးတော့ပြန်ပြောပြလိုက်တယ်။ဆာရာဟာခုဆိုရင်တော့သုံးခါမြောက်ကိုပင်ထပ်ပြီးတော့လွှဲထားရပြန်ပါပြီ။ ကလေးရီယာအပြင်းမထွက်ရလို့ပြင်းနေရကြောင်းသူမက ကလေးရီနဲ့အတူတူစော်ကစားပေးတယ်။အပေါ်မှာတော့အေမီယာနေတဲ့ဆင့်အဖိုးကြီးခရစ်ကိုပြောပြထားတာတွေကို အမေဖြစ်တဲ့သူကသိသွားပြီးသူ့ယောက်ျားနဲ့စကားများတော့တယ်။အဖိုးကြီးလည်းထားထွက်သွားတဲ့ချိန်အေမီယာဆိုဖာပေါ်မှာမီယောင်ခန်းကတော်ရဲကျန်နေတာမြင်သွားပြီ။တောင်းယူပြီးမီယောင်ခန်းကိုဆင်းသွားတဲ့ချိန်မှာပဲအဖိုးကြီးပြန်ရောက်လာတယ်။အေမီယာဆာရာကိုတခုခုလှုပ်လိုက်သလားဆိုပြီးသူမအဖေကိုမေးတော့တယ်။အဖိုးကြီးကတော့ဘာမှမပြောဘဲတော့ပဲပြန်တောင်းနေရကြောင်းအေမီလည်းတော့ပြီးပြီးတော့ထွက်သွားတယ်။ အခုဆိုရင်ဆာရာဟာနောက်ထပ်သားလေးတစ်ယောက်ထပ်မွေးလိုက်ပါပြီ။ဆာရာကအဲ့ဒီသားလေးကိုတောမတ်လို့နာမည်ပေးထားတယ်။ဒါနဲ့ဆိုရင်ကလေးက၃ယောက်တောင်ဖြစ်သွားပြီမလို့တောမတ်ကိုအဖော်ဓာတ်မှာခေါ်ထားပေးဖို့အတွက်သူမအဖေကိုတောင်းဆိုလိုက်တယ်။အဖိုးကြီးကသူမဆန္ဒကိုလိုက်ရောအောင်လဲပြုစုပေးရပါသေးတယ်။နောက်မနက်ကျအင်းရှိမှဆာရာကကလေးကိုလာထားခဲ့တယ်လို့လည်းအဖိုးကြီးကသွားထားလိုက်ပါတယ်။ပြီးတော့ကလေးကိုကြည့်ဖို့အတွက်အချိန်မရှိလို့လာထားခဲ့တာဆိုပြီးဆာရာရေးထားတဲ့ပုံစံနဲ့ရေးထားပါတယ်။ ကန်ဆိုးကျန်သောစာရမေယာကလေးကိုအောက်ကအကူအညီတောင်းထားတဲ့စာရွက်တသေးလေးတစ်ခုကိုမတွေးလိုက်ပါဘူး။အရာကိုအဖိုးကြီးရပဲမြင်သွားပြီးတော်တော်လေးကိုဒေါသထွက်သွားတယ်။အချိန်နှဲငယ်ကြာတော့စာရကလေးတွေလည်းအပြူလူပြူတွေဖြစ်လုံနေပါပြီ။သမီးကြီးဟာဆက်လေးနဲ့တောင်ရောက်နေပြီမလို့အဖိုးကြီးကမျက်စိကြာလာပြီ။ကလေးရီကတော့ဒီလူကြီးကိုသူတို့အဖိုးလိုပဲတီးထားကြတယ်။အဖိုးကြီးအကြီးတွေကိုမကြိုက်တဲ့စာရကခက်ဝဲဝဲနေဖို့သူသမီးကိုတရေပေးတယ်။သမီးဖြစ်တဲ့မာရီယာအမေစေတနာကိုနားမနေတာကြောင့်နှစ်ယောက်သားစကားများကြပါပြီ။ မာရီအနေနဲ့အပြင်လောကောက်လည်းမရဘူးတဲ့ပြင်ရွယ်လူတငယ်ချင်းလည်းမရှိတာကြောင့်ဝန်းနေပြီးငိုတော့ဆာရာကနှစ်သိမ့်ပေးတယ်။အဖိုးကြီးတို့ဟာသူတို့အဖိုးဖြစ်တဲ့ပြင် အဖေလည်းဖြစ်တယ်ဆိုတော့မာရီရောသူ့မောင်လေးပါအခုထိမသိကြသေးပါဘူး။အဘော်တမ်းမှာတော့အဖွားဖြစ်တဲ့သူမှသူ့အမေခန်းထဲမှာငိုနေတာကိုတောမတ်တယောက်တွေ့လိုက်ရပြီ။တောမတ်ကအဘော်တမ်းမှာကောင်းကောင်းမွန်မွန်နေရတာကြောင့်မြေအောင်ခန်းကသူ့အမနဲ့အကိုထက်ဆိုင်ရင်အကောင်ကထွားနေတာ။အဖွားဖြစ်တဲ့သူကသူ့သမီးကိုတရိယာကြောင့်ပြောပြီးတော့ငိုလို့တောမတ်ကနှစ်သိမ့်ပေးတယ်။ တညမှာစာရီနဲ့မာရီတို့ထိုင်းနေတော့အပေါ်ကနေမွေးရည်ယူနေတာကိုတရေထားမိတယ်။စာရာလည်းတေသေးချာချာကြည်ကြည်တော့အပေါက်ရှိနေတာကိုသိပြီးတော့ဝမ်းသာသွားပြီးစာရာအပေါက်ကနေမိထိုးပြီးတော့အကူကြီးတောင်းနေတာကိုအိနီချင်းတယောက်ကတွေ့သွားပါတော့တယ်။ဒါပေမဲ့ကန်ဆိုးချင်းတော့အိနီချင်းကအဖိုးကြီးကိုသွားပြလိုက်တယ်။အဖိုးကြီးလည်းစာရာဆိုတာတိတ်သွားတော့ပါနာပိတ်ရိုက်တော့တာပေါ့။စာရာဟာနောက်ထပ်ကိုဝင်လွှဲထားရပြန်ပြီးတော့လမ်းမစီပဲမွေးလာလို့ကလေးရမွေးမွေးချင်းတေဆုံသွားတယ်။အနာနဲ့အဖိုးကြီးကပဲကလေးလောင်းကိုယူလာပြီးတိတ်တိတ်လေးသွားမြုပ်တယ်။ ကလေးရိယာခုတီအပြင်းမထွက်ရသေးတော့စာရကုံနဘူးနဆာလောက်ပြီးတောင်းစံတော့တယ်စာရကလည်းအရန်ကိုပောက်ကွဲလာပြီးတော့ပြန်တောင်းစံပြင်းနေတယ်ကျမ်းမြင်ပေါ်မှာပဲကိုကိုကိုပြင်လှလိုက်တယ်ပြီးတော့သူမနဲ့ခရစ်နောက်ဆုံးတွေ့ခဲ့တဲ့ကအเจ้าတွေကိုပြန်ဆန်းစားနေမိတာနဲ့တွေ့ကြသွားပေမဲ့လည်းစာရဟာခရစ်ကိုအခုထိမမေ့နိုင်သေးပါဘူးကလေးရိယာလည်းစာရကိုပြန်တောင်းပန်ပြီးတော့စာရလည်းကလေးရိကိုဖြစ်ချောင်းကုန်စင်အကုန်ပြောပြလိုက်တယ်အရောင်တီးသွားတဲ့ကလေးနှစ်ယောက်ဟာလန်သွားကြပြီးနှလုံးခံရှိတဲ့မာရီကယောဂါထားဖောက်လာပါတော့တယ် ဆာရာကမာရီကိုဈေးရုံပို့ပေးဖို့အဖိုးကြီးကိုပြောလိုက်တယ်။ဒါပေမဲ့အဖိုးကြီးကလက်မခံလို့အလက်ကောင်လေးရထားတောင်းချက်နဲ့မာရီအခြေအနေကတော်တော်လေးကိုစိုးလာတာကြောင့်ဆာရာကသူ့သမီးနဲ့အတူတူဈေးရုံလိုက်သွားရင်ဘာတခုံးမှမဟုတ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးတော့အဖိုးကြီးလည်းမာရီနဲ့ဆာရာကိုအင်ရလူတွေအိတ်နေတော်အပြင်ကိုခေါ်ထုတ်လာတယ်။ဆာရာဟာမြေရောက်ခန်းကနေမာရီကိုခြေပြီးတက်ပြေးလာနေတော့နှစ်ရှည်လာများမတွေ့ရတာကြာပြီဖြစ်တဲ့သူ့အိမ်ကိုတစ်ချက်ကြည့်လိုက်တယ်။ဈေးုံရောက်တာနဲ့မာရီကိုအေးဘော်ကန်ပို့လိုက်ပြီးနှစ်ယောက်သားပြင်မှာစောင့်နေတာ။ အရေးချိန်ဆာရာကကော်ဖီခွက်ကိုဆေးဆောင်ရက်တွေပေါ်မှာတမင်မှောက်ကြအောင်လုပ်လိုက်တယ်။အဖိုးကြီးကတန်ရှင်းလို့ဖို့ထားသွားတဲ့ချိန်ဆာရာလည်းချက်ချင်းတူနာပြုတ်နဲ့လုံခြုံရေးနာကိုပြေးသွားပါတော့တယ်။အကြောင်းစုံပြောပြလိုက်တော့ရဲရီလည်းအဖိုးကြီးကိုဖမ်းသွားပြီးမြေရောက်ထမှာကျန်ခဲ့တဲ့အလက်ကောင်လေးကိုခေါ်ထုတ်ပါတော့တယ်။အမီနဲ့တောမတ်တို့လည်းသူတို့မြေရောက်ထမှာပဲဆာရာတို့ရှိနေတယ်ဆိုတာသိရတော့အယံကုန်အားအသက်သွားကြပြီ။အချိန်တော်ကြတော့ကလေးရီရောဆာရာပါမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနေကြပါပြီ။ ဆာရာတယောက်ကလေးတွေကစားတာကိုကြည့်နေတော့မှပဲဆိုင်ကယ်တစ်စီးနဲ့လူတယောက်ရောက်လာတာကိုတွေ့လိုက်တယ်။အဲဒါကတော့ဆာရာအခုထိမမေ့နိုင်သေးတဲ့ခရစ်ပါ။ဆာရာလေးခရစ်ကိုမြင်တော့အရင်အချိန်တွေပြန်သတိရလာပြီးနှစ်ယောက်သားစကားပြောဖို့အတွက်တနည်းအားကိုလမ်းလျှောက်ထွက်လာခဲ့တယ်။ခရစ်ကဆာရာကိုမကာကွယ်ပေးနိုင်ခဲ့လို့တောင်းပန်စကားပြောတယ်။ပြီးတော့ဆာရာ session နဲ့ပြည့်မွေးနေ့အတွက်ပေးဖို့လှုပ်ထားခဲ့တယ်။ဘန်းရောင်ဆိုင်ကအုပ်ထုပ်ကိုပြလိုက်တယ်။ခရစ်ကဆာရာကိုစောင့်နေခဲ့တာဖြစ်ပြီးအခုထိအဲ့ဒါကိုတင်ထားခဲ့တာပါ။ ဆရာလဲဝမ်းသာသွားပြီးခရစ်ပေးတဲ့ဆိုင်ကယ်အုပ်ထုပ်ကိုဆောင်ရွက်နေနှစ်ယောက်သားဟိုးရင်ကလိုအထူးထူးဆိုင်ကယ်လိုက်စီးလိုက်ကြပါတော့တယ်။ဒီကနေ့ထုံးလင်းပေးခဲ့တဲ့ recap လေးကိုကြိုင်းနဲ့တက်လိုက်မယ်လို့မျှော်လင့်မိပါတယ်။အသေးသေးတော့ recap တွေစိတ်ဝင်စားဖို့ recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပေးရစေ။ Like and Share Subscribe ခန်းလေးနဲ့ပြီးတော့အားပေးတော့ကြပါအောင်နော်။ Or Follow လေးလည်းနှိပ်ခဲ့ပါအောင်ရှင့်။ Bye bye ။